ဒီနေ့ကျွန်တော်တို့ခံယူမဲ့နှုတ်ကပတ်တော်ကောင်းစဉ်ကတော့ Rejoice in Hope ညော်လင့်ခြင်း၌ဝမ်းမြောက်ကြတော့ကျွန်တော်တို့ရဲ့ဝမ်းမြောက်ခြင်းကိုသခင်ဖျားထဲမှာထားမယ်ဆိုတာတော့ဖိလိပ္ပိခန်းကြီး၄အငယ်၄ကိုအလွတ်ရပြီးကြပြီကျွန်တော်တို့သခင်ဖျား၌ဝမ်းမြောက်ခြင်းရှိကြတော့တပန်ငါဆိုဒီကဝမ်းမြောက်ကြတော့ဒါပေမဲ့ဒီနေ့မှာတော့ပိုပြီးရှင်းလင်းစွာအာကျွန်တော်တို့ညော်လင့်ခြင်းထဲမှာဝမ်းမြောက်ရအောင် ်အာမင်ကျွန်တော်ရဲ့ဝမ်းမြောက်တာကအလုတ်အောင်မြင်ခြင်းနဲ့မှာဆိုရင်တော့အလုတ်အောင်မြင်ဝမ်းမြောက်နေတော့ဘူးကျွန်တော်ရဲ့အောင်မြင်ခြင်းကတော့ကျွန်တော်ရဲ့ချစ်သူထဲမှာကျွန်တော်ရဲ့မိသားစုပြည်လည်မှုထဲမှာကျွန်တော်ရဲ့အခြေအနေတစ်ခုထဲမှာထားရတဲ့ဆိုရင်အဲ့ဒီဝမ်းမြောက်ခြင်းကခဏတာပျောက်ကွယ်သွားနိုင်တယ်ဒါကြောင့် rejoice in hope အာမင်ပိုပြီးတိကျအောင်ပြောမယ်ဆိုရင်တော့ rejoice in our confident hope တနည်းအားဖြင့် blessed hope ဘုရားရဲ့တကယ်ဂတိတော်တည်တဲ့ဘုရားရဲ့မျှော်လင့်ခြင်းထဲမှာကျွန်တော်တို့ရဲ့ ဝမ်းမြောက်ခြင်းကိုတည်စေရအောင်အာမင်ရောမဝါဒစာခန်းကြီးစနစ်အငယ်စနစ်မှာညှော်လင့်လျက်ဝမ်းမြောက်ကြတော့စင်ရဲ့ဒုက္ခရောက်တော့ကတီးခံကြတော့စုတောင်းပတနာပြုခြင်းအမှုကိုအမြဲပြုကြတော့ဝေါကျမ်းပိုက်အတူလေးတစ်ခုဖြစ်ပေမဲ့တကယ်ကို ingredients လို့ခေါ်တဲ့ဟင်းတမဲမှာဆိုရင်ထဲ့ဝင်တဲ့ပါဝင်တဲ့အရာတွေအများကြီးပဲအရန်เนาะအရသာပြည့်စုံတဲ့အရာတွေကိုထည့်ထားတယ်မြန်မာလူမှာတော့ညှော်လင့်လျက် ဝမ်းမြောက်ကြလို့လို့ပြောတယ်မမားပါဘူးကျွန်တော်တို့ non stop မျောလင်းဝမ်းမြောက်နေဖို့အတွက်ပြောတယ်လို့ယူဆလို့ရပါတယ်တို့ရတဲ့အင်္ဂလိပ်လိုအောက်မှာပြန်ကြည့်မယ်ဆိုရင် rejoice in our confident hope တနည်းအားဖြင့်ကျွန်တော်တို့ရဲ့ rejoicing ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကိုဘယ်ထဲမှာထားရမလဲကျွန်တော်တို့ဖီးယားကိုမျောလင့်ခြင်းထဲမှာထည့်ထားရဆိုရင်တော့အမြဲတမ်းပျော်နေမှာဖြစ်ပါတယ်အာမင်ဒါကြောင့် rejoice in our confident hope be patient in trouble เนาะကျွန်တော်တို့ကအခြေအနေအဆင်ပြေတယ်ဆိုရင်တော့ patient ဖြစ်နိုင်တယ်။ဒါပေမဲ့ problem လို့မဝင် trouble ပြဿနာရောက်လာပြီဆိုရင်တော့ကျွန်တော်ရဲ့စိတ်ရှည်ခြင်းကလက်တစ်စပဲကြံခဲ့တယ်။ and keep on praying ကျွန်တော်တို့ဆုတောင်းတာတစ်ခါတည်းနဲ့မဟုတ်ဘူး။ keep on praying ကျွန်တော်တို့လူသားတွေက keep on complaining နော်ကျွန်တော်တို့က keep on gossiping keep on no trouble နော်ကျွန်တော်ပြဿနာကိုရှာနေကြတယ်မိခွတ်ထွန်းရှာကြတယ်။ဒါကြောင့်ဒီနေ့မှာဒီ၃ချက်ကိုကျွန်တော်တို့အလေးထားပြီးတော့လေ့လာတော့ဖို့ဖြစ်ပါတယ်။တုတ်တန်ကြံခန်းကြီးဆက်ကွန် ငယ်20နှစ်မှာစိတ်ရွှင်လန်းခြင်းသည်ကျမ်းမာစေတတ်၏စိတ်ပြည့်ခြင်းမူကားအယိုးတို့ကိုဘာဖြစ်လဲတွေ့ချောက်စေတတ်၏မှတ်ပါတယ်ရေဂျီလာအခန်းကြီးမှာအခန်းကြီး39 38ကိုကြည့်မယ်ဆိုရင်တွေ့ချောက်တဲ့အယိုးတွေတောင်မှပြန်ရှင်စင်နေတဲ့ဘုရားဖြစ်တယ်ဒါပေမဲ့အစကတည်းကမတွေ့ချောက်ရင်ပိုကောင်းတာပေါ့နော်ဟာလေလုယာနော်တွေ့ချောက်မှဘုရားကိုနမိတ်လဲခဏကိုရောကဲပါတွေ့ချောက်သွားပြီဆိုပြေစီပါလို့ပြောမယ်စားအစကတည်းကစူးစူးပြေပြေလေးဆိုရင်ပိုမကောင်းဘူးလားအာမင်နောက်မှရှိတယ်လက်တို့ပြီးတော့မှမတွေ့ချောက်ရင်တော့အကောင်းဆုံးပဲလို့ပြောပါအောင်နော်ဟာလေလုယာ ။တောက်ခံပါသလားနော်။အဲ့စိတ်ရှင်လန်းခြင်းက a cheerful heart is a good medicine but a broken spirit accepts a person's strength not destroy သူကလူတယောက်ရဲ့စွမ်းအားတွေအားလုံးကိုခမ်းချောက်စေနိုင်တယ်ဆိုတာကိုတွေ့ရတယ်အယိုးဆိုတာကအစ်အရေးကြီးအထူးသဖြင့်အမျိုးသမီးများအသက်နည်းနည်းကြီးလာတဲ့ခါမှာအယိုးကနည်းနည်းလေးဟော sensitive ဖြစ်တဲ့အတွက်အမျိုးအသက်ကြီးတဲ့အမျိုးသမီးတွေချော်လဲတယ်ဆိုရင်အယိုးပွားတဲ့အရာတွေရှိတယ်ဆိုရင်ပြန်ပြီးတော့ကောင်းဖို့နည်းနည်းခက်တယ်လို့လည်းကျွန်တော်ကြားဘူးတယ် ဆိုတော့အယိုးဆိုတာကအရန်တန်မာတယ်လို့ထင်ပေမဲ့သူ့မှာလည်းဖွဲ့စည်းပုံတွေရှိရတဲ့တက်တီချူရင်းတာဖြစ်စေအားနေတာဖြစ်စေတန်မာပါတယ်ဆိုတော့အယိုးကလည်းတစ်ခါလေးမှာเนาะပွာနိုင်တယ်ကြေးနိုင်တယ်ကျိုးနိုင်တယ်အယိုးအပ်တယ်ဆိုတာလည်းရှိတတ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့အယိုးတွေကိုလည်းကြမ်းမာစေခြင်းနဲ့ဖျားဖြစ်တယ်။မြင်သာထင်သာရှိတဲ့အပေါ်မှာဖုံးထားတဲ့အရေပြားတွေအတွက်ပဲ skin တွေ skin lotion တွေเนาะ skin care တွေဒါတွေလည်းကောင်းပါတယ်ဒါပေမဲ့အထဲတိကြမှာပို့တော့ရေးကြည့်ရနော်ဟာလေလုယာအယိုးထဲတိကြမှာပို့တော့ရေးကြည့်ရ Praise the Lord Amen အကျွန်တော်ဖတ်ဘူးတာဒီရီမောချင်းဆိုလို့ရှိရင်เนาะတစ်ခါရီလိုက်ပြီဆိုရင်တော့တဲ့ကျွန်တော်တို့ရဲ့တဲမှာရှိတဲ့ calorie ခုနှစ်ခုလောက်လောင်ကျွမ်းတယ်တဲ့ဆိုတော့ကျွန်တော်ဒီ data ပညာရှင်တွေပြောတာကတစ်ခါဟဲဟဲပက်ပက်ရီလိုက်တယ်ဆိုရင်တဲ့ခန္ဓာကိုယ်ထဲမှာမလိုအပ်တဲ့အစီတွေခုနှစ် calorie လောက် လေ့ကျင့်ခန်းလုပ်စရာမလိုပဲလောင်ကျွမ်းတယ်တဲ့။ဒါကြောင့်လေ့ကျင့်ခန်းမလုပ်ပဲအစီကြချင်းရီမောဖို့လိုလိမ့်မယ်ထင်တယ်။ဟာလေလုယ။အတော့အနားမှာရှိတဲ့လူရီပြပါအောင်အတန်ထွက်စရာမလိုဒီတိုင်းပဲ။ Okay ကိုဗစ်ကာလမှာတော့ max တည်တော့အထဲမှာပဲပြုံးရတဲ့ဖွဲ့ရေဆိုတော့အခုကကျေးဇူးတော်ကြောင့်တော့ကျွန်တော်တို့နည်းနည်းအပြုံးတွေမြင်ရတဲ့အတွက်ဘုရားကျေးဇူးတော်ချီးမွမ်းတယ်။ကြီးမောခြင်းကအဲ့လောက်ထိကျမ်းမာခြင်းအတွက်စေကောင်းတစ်ခွက်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့မယိနိုင်အောင်စာရင်ကအများနဲ့ကျွန်တော်တို့ကိုလုပ်နေတယ် ကျွန်တော်တို့မပျော်အောင်အမြဲတမ်းလုပ်နေပါဆိုတော့ तू ကကျွန်တော်တို့ပျော်တာမပျော်တာနဲ့ तू ကအလုပ်ရှုပ်တာမဟုတ်ဘဲအဲ့ဒီနောက်ပယ်မှာရှိတဲ့အယိုးခမ်းချောက်ခြင်းစိတ်ရှင်လန်းခြင်းကိုကိုးယူခြင်းဒါတွေကိုစာတန်ကသိရတဲ့ကျွန်တော်တို့မပြုံးနိုင်အောင်မရှိနိုင်အောင်အမြဲတမ်းလုပ်နေတယ်။နောက်မှရှိရပြောင်းတည်ပြီးရတာဘလောက်ကြာပြီလဲလို့ ။ယောမအားစခန်းကြီးစနစ်ငယ်စနစ်ကနေ73ဝင်စားလိုက်ဖတ်မယ်ဆိုရင်မျော်လင့်လဲဝမ်းမြောက်ကြလော့အစင်းရဲ့ဒုက္ခရောက်တော့ကာသီးခံကြလော့စုတောင်းပတနာပြုခြင်းမှုကိုအမြဲပြုကြလော့။ဘာဆက်ပြောလဲဆိုတော့တန်ရှင်းသူတို့ဒီစင်ရဲ့တော့ကာဝေငှပေးကမ်းကြလော့။အာဂန်တုတို့အားဧည့်သည်ဝတ်ကိုစူးစမ်း၍ပြုကြလော့။အာမင် ိတဲ့သူကိုเนาะကျွန်တော်တို့တိတဲ့သူကိုပြုစုတာလည်းကောင်းတယ်မတိတဲ့သူတခါတလေကျရင်ကျွန်တော်တို့မထင်ထားတဲ့ကောင်းကြီးတွေကကျွန်တော်တို့လစ်လူရှုရဆိုရင်တစုံတယောက်တစ်စင်းထဲမှာလည်းဘုရားခင်အထက်ထားတယ်အထင်သေးစရာကောင်းတဲ့လူတယောက်ထဲမှာလည်းကျွန်တော်တို့ကောင်းကြီးထည့်ထားတယ်တခါတခါမှာဒီပညာပေးဗီဒီယိုကလစ်လေးတွေမှာတွေ့ဘူးနဲ့တွေ့ဘူးလိမ့်မယ်ဥပမာလူတယောက်ကအလုပ်အင်တာဗျူးသွားတယ်ရှေ့ရသူတွေကသွားပြီးတော့မှအမှတိုးဝေးပြီးတော့မှလက်လေကားတွေလူကြ เนาะပြေးခါတော့အဲ့မှာတယောက်ကတော့စိတ်ရှည်ပြီးတော့မှနောက်လာတဲ့လူတယောက်ကိုနေရာပေးလိုက်တယ်ဟိုနှစ်ဖွဲ့ကတော့အရန်နေစိတ်ဆိုးမှန်ဆိုးနေအဲ့ဒီလူကိုရန်တွေ့ပြီးတော့သွားကြအပေါ်ရောက်တော့ဖြစ်ချင်တော့အဲ့ဒီလူကသူတို့ကိုအင်တာဗျူးမဲ့တတိဖြစ်နေရောဆိုတော့အရှိရသူ့ကိုရန်ထောင်တဲ့သူတွေကအလိုလိုအင်တာဗျူးကြပြီးတာဖြစ်နေပြီးတော့နောက်ဆုံးမှစေတနာနဲ့နောက်ကြပြီးမဲ့ကူညီတဲ့သူကလေသူကစိတ်ထားကောင်းတဲ့အတွက်အလုပ်ရတယ်ဆိုတော့ပုံမှန်ပြတဲ့ဗီဒီယိုကလစ်လေးတွေကျွန်တော်တို့တွေ့ရတယ် ခါလေးမှာကျွန်တော်တို့ on ဆဲလိုက်တဲ့လူတွေကျွန်တော်တို့စိတ်တူပြီးတော့မှ on လိုက်တဲ့သူကခဏနေကြကျွန်တော်တို့အလုပ်ပေးမဲ့ interview ပေးမဲ့အထီးဆိုရင်ဘယ်လိုလုပ်ကြမလဲဒါကြောင့်ကျွန်တော်တို့စိတ်လက်မှန်ပါသစင်းတယောက်ပေါ်မှာကျွန်တော်ဆက်ဆံခြင်းကျွန်တော်တို့ကြိုက်တယ်လို့ဆက်ဆံလို့ရတယ်ကြိုက်တယ်လို့ပြုမလို့ရတယ်လို့ထင်ထားတဲ့အငယ်ဆုံးသောသူတယောက်ဒီလေကျွန်တော်တို့ရဲ့ကောင်းကြီးတကားတော့လေဖြစ်နိုင်ပါတယ်ဒါကြောင့်ဘုရားခင်ကအငယ်ဆုံးသောသူတယောက်ကိုငတ်နာမနဲ့ရေတစ်ခွက်ကတ်တိုက်တာပြန်ချင်းနေမဖြစ်ဘူးလို့ပြောတာကအကြောင်းရှိတယ်ဘာလို့လဲဆိုတော့ ကြီးမားတဲ့ကောင်းကြီးတွေကိုတခါလေမှမတိတာတဲ့နေရာမှာဘုရားဖွက်ထားတဲ့။အဲကြောင့်တစင်းတရံအာနာဇာမလိုတဲ့လူစင်းတွေပေါ်မှာအာဂန္တုတွေမှာသင်ဘလို့သဘောထားလဲဆိုတဲ့အရာကကျွန်တော်ရဲ့ကောင်းကြီးကိုအဆုံးဖြတ်ပေးတတ်ပါတယ်။နောက်မှရှိတဲ့လူနဲ့အတူတူတိတဲ့လူထိုင်မိရင်တော့ဂျေဇုတော်ကြီးမားဖို့ပဲနှုတ်ဆက်လို့ရတယ်။မတိသေးတဲ့လူနဲ့ထိုင်မိရဆိုရင်မိတ်ဆွေနာမည်မတူလဲမပြောပဲကျွန်တော်နာမည်မတူပါ၊ကျမနာမည်မတူပါဆိုခဏလောက်မိတ်ဆက်ကြရအောင်နော်။စက္ကန့်30လောက်စကားပြောရအောင်။ 1990နဲ့1990ဝန်းကျင်လောက်မှာမြန်မာနိုင်ငံမှာရေနံလုပ်ငန်းတွေအရင်ခေတ်စားလာတဲ့အချိန်မှာအဲကျွန်တော်တို့မုံရဘက်မှာရေနံကုမ္ပဏီတွေရောက်လာတယ်။တော်တော်များများအဲ့မှာဒီကျင်းဒီမိုင်းဘက်မှာတွေရောနောက်မုံရအနက်မှာချင်းတွင်းမြစ်နားတဝိုက်မှာဟိုးမလင်းဘက်မှာရေနံတွေတူဖော်ပြီးတော့မှသူတို့နိုင်ငံเจ้าကိုပို့ကြတယ်။အဲ့အချိန်မှာကျွန်တော်အဖေရဲ့မိတ်ဆွေကျွန်တော်တို့ဦးလေးတယောက်သူကအရာရှိအနေနဲ့ဒါရိုက်တာအနေနဲ့ရောက်လာပြီးတော့သူတို့မိသားစုအရန်ကောင်းစားတယ် တိုက်ကြီးတန်းမှာနေပြီးတော့ကားတွေရတယ်အဲ့ခေတုန်းကကားအရန်ရှားတဲ့ချိန်မှာသူတို့ကတကယ့်ကားကောင်းစားတွေကုမ္ပဏီကပေးထားတယ်သူတို့တုံးကြတယ်သွားကြတယ်အာသားသမီးတွေနဲ့အရန်ကောင်းကြီးခံစားရတယ်တကယ့်မှာကျွန်တော်အမှတ်တမ်းမမောက်ဆိုရင်အဲ့ဦးလေးတက်တေခံတဲ့အရာလေးကဘာလဲဆိုတော့သူကဂျပန်စကားအရန်ကျွမ်းပြီးဂျပန်ပြီးသွားဘူးတယ်ထင်တယ်ဒါနဲ့အလုပ်မရှိဘဲနဲ့ရန်ကုန်မှာရှိနေတဲ့ချိန်မှာစူးလီနာတွဲမှာမျိုးသားတန့်စင်ခန်းမှာသူကအပေါ့သွားရင်းနဲ့လက်ဆေးနေတဲ့ချိန်မှာဘေးမှာဂျပန်ကြီးတယောက်ရောက်နေတော့သူကဆက်ဆက်ဆူဆူသွားပြီးတော့ဂျပန်လိုသွားနှုတ်ဆက်လိုက်တယ် တော့ဂျပန်ကြီးကအဲ့ချိန်မှာဂျမစကားတက်တဲ့သူတယောက်ရှားပါတဲ့အချိန်မှာအဲ့လိုသူကလည်းဥပဒေကလည်းကောင်းတယ်ရာရှိတယောက်လည်းဖြစ်တယ်ဆိုတော့အဲ့ချိန်မှာလောလောဆယ်မှာသူကအဲ့ဒီရေနံကုမ္ပဏီမှာသွားအလုပ်လျှောက်တာလည်းမဟုတ်ဘူးဒီတိုင်းပဲဆက်ဆော့ပြီးတော့မှသွားပြီးတော့မှ height သွားလို့တာရှိမှာပေါ့နော်သူ height တာလည်းကောင်းတယ်ဆိုတော့ height ဆိုတာနဲ့တခါလည်းလုပ်ရသွားတယ်ဆိုတော့ဂျပန်လိုသွားနှုတ်ဆက်တော့အဲ့ဂျပန်ကအရန်ပျော်ပြီးစကားစမီပြောရင်နဲ့အတူနဲ့ပြောရင်မြန်မာနိုင်ငံအတွက်တာဝန်ခံဖြစ်ခန့်လိုက်တယ်ဆိုတော့ ောချင်တာကဒီအပေါ်ပါသွားတဲ့နေရာရန်ကုန်အင်သာတွေအပေါ်ပါတယ်စုလေစုလေနာတဝိုက်မှာတန့်ရှင်းမယ်လို့မတင်နဲ့စိတ်ရှုပ်စရာရန်ကောင်းတဲ့နေရာဖြစ်တဲ့အတွက်မြ мян သွားပြီးမြ мян ပြန်ဖို့ပဲရှိတယ်။သူကအဲ့ဒီဒဇင်းတင်ရန်လေးကိုကြည့်ပြီးတော့မှအော်ဒီသူကဂျပန်လူမျိုးဖြစ်မယ်ငါတက်တဲ့စကားလေးနဲ့နှုတ်ဆက်အောင်မယ်ဆိုပြီးနှုတ်ဆက်လိုက်တဲ့ဗစက်ဆက်စော့လိုက်တဲ့ຢာလေးပဲတနည်းအားဖြင့်ဧည့်သည်ဝုတ်ကိုပြုတ်လိုက်တာပဲအဲ့ဒီချိန်မှာတခါတည်း divine connection အလုပ်ရသွားပြီးတော့မြန်မာနိုင်ငံအတွက်အကြီးဆုံး director ဖြစ်သွားတယ်သူကနှစ်ပေါင်းများစွာသူကောင်းကြီးခံစားရတယ်ဆိုတော့တွားရင်လာရင်လည်းလူတစ်ယောက်ကိုအတင်းနှုတ်ဆက်လိုက်ခြင်းကလည်း အခုကစပြီးတော့မှတွေးတဲ့သူတိုင်းကို high high လုပ်ပြီးအလုပ်ရမယ်လို့တော့ကျွန်တော်မဆိုလို့တော့ဒါပေမဲ့ပြောလို့မရဘူးတော့ကျွန်တော်တို့ရဲ့ဘုရားကျွန်တော်တို့ဒီတိုင်းပဲဘာတိဘာသာနေပြီးတော့သွားရင်ကောင်းကြီးတွေကလွတ်လွတ်သွားတတ်တယ်။ဟောလွတ်လွတ်သွားတတ်တယ်။ပြီးမှရှိလို့ပြောအောင်ကောင်းကြီးတွေမလွတ်စင်နဲ့လို့ပြောရအောင်နော်။ဟေပြောရစခန်းကြီး73အငယ်1မှာဆိုရင်အချို့သောသူတို့ဒီဧည့်သည်ဝတ်ကိုပြုတည်တွင်ကောင်းကင်တမန်တို့ကိုအမတ်တမဲဧည့်ခံကြပြီ။ဝါးကောင်းကင်တမန်တချို့တော့မှကျွန်တော်မသိလိုက်မနဲ့ဧည့်ခံမိမယ်။အဲဒါကြောင့် လူတွေကိုအဲ့ဝဲပြုတ်တက်ဖို့အတွက်တယောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ။ကပောက်ကျန်းခန်းကြီး၁၈အငယ်၁ကနေ၁၂မှာဧည့်သည်ဝတ်ကြေပွန်ခဲ့တဲ့မိုင်ကုံပြေးခဲ့တဲ့လူတယောက်အကြောင်းကိုကြည်အောင်သူကတော့ခုနကျွန်တော်တို့ worship မှာဆိုခဲ့တဲ့သခြင်းထဲမှာပါတဲ့အာဗြဟံပဲဖြစ်တယ်။ဒါရဘုရားဒီမန်ရီတပိတ်တော်နာမှာအာဗြဟံထင်ရှားတော်မူသည့်အကြောင်းအရာဟုမူကားနေပူသောချိန်တွင် အာဗြဟံဒီတဲတကားဝ၌ထိုင်လျက်မျောကြည့်၍မိမိရှိမှလူ၃ယောက်ရက်နေသည်ကိုမြင်တော့ကား အကြီးဥကြပြုခြင်းကတဲတကားဝါမှဖြစ်ပြီးမြေတို့ဥညွန့်ချလျေဒီမှာဘာကိုတွေ့ရလဲဆိုတော့နေပူသောချိန်ဖြစ်တယ်သူ့ဘာသူသူ့ခန်းထဲမှာသူ့တဲတဲ့တကားဝါမှသူရှိနေတယ်ဇိမ်ကျနေတယ်အေးဆေးပဲတတရရပဲဒါပေမဲ့နေပူထဲမှာရောက်နေတဲ့အလူ၃ယောက်ကိုသူတွေ့တဲ့အချိန်မှာဘယ်ကလာမှန်းလဲမသိဘူးသူ့တခင်တွေလည်းမဟုတ်ဘူးဒါပေမဲ့ပြက်ဝတ်ချလိုက်တယ်ဥညွန့်ပြီးတော့မှအာဗြဟံဟာကျုံယောက်ျားကျုံမိန်းမမြောက်များစွာနဲ့ရှိလို့သူ့တူနဲ့လောတာနဲ့တောင်မဆက်နိုင်လောက်အောင်များပြားတဲ့အဖွဲဖြစ်တယ်သူကတကယ်ဆရာကြီးပါ ်သူကတားသမီးမရနိုင်တာပဲရှိတယ်တကယ်ဩဇာအာဏာညောင်းတော့သူဖြစ်ပြီးကျွန်းယောက်ျားကျွန်းမင်းမှတိရစ္ဆာန်မြောက်များစွာနဲ့နေထိုင်တဲ့တရေကြီးတယောက်ပါဒါပေမဲ့ဘယ်ကလာမှန်းမသိတဲ့သူ၃ယောက်ရှိမှပြတ်ဝတ်ချလိုက်တယ်ဘာလို့လဲသူဟာဖခင်ရဲ့နှလုံးသားကိုနားလဲတော့သူဖြစ်တယ်အာဂန်တုတွေကိုသူကခရီးဥကြိုပြုတဲ့နှလုံးသားရှိတဲ့ခါမှာအဲ့ဒီသူတွေကိုသူကသခင်လို့ခေါ်လိုက်တယ်အကျွန်ုပ်သခင်ရှေ့တော်၌ကျွန်ုပ်ဒီမျက်နာရလျင်ကိုယ်တော့ကြုံမှလွန်၍မသွားပါနဲ့။ရေအနေငယ်ယူခဲ့ပါရစေ။ခြေကိုလည်းစီးပြီးလင်တစ်ပင်အောက်မှာ လျောင်းနေကြပါလို့သူကပြောတယ်။ဧည့်သည်ဝတ်ကိုပြုတယ်။သူကတက်တောင်တက်တာနားနေဖို့ရန်အတွက်ဖိတ်ကြားတယ်။ရေယူလာခဲ့တယ်။ဂန္ဓာယအရက်မှာတောက်ရေတောင်ရှားတဲ့ဂန္ဓာယအရက်မှာခြေစေးဖို့ရေပေးတယ်ဆိုတာကတော်တော်ကိုစေတနာရှိလို့ပါ။အဲ့တော့လူသားတွေကစေတနာပွားရမပေါ့ဆိုတာကျွန်တော်တို့သိပါတယ်။တယောက်နဲ့တယောက်ကျွန်တော်တို့တော့စေတနာအပြည့်နဲ့ပြောကြသလား။ဒါမှမဟုတ်ရှင်ဝတ်ကြည်တန်းကြည်ပဲဆိုတာကိုလူလူချင်းနားလေတယ်ကလေးတွေလည်းနောက်ဆုံးပိတ်အိမ်မွေးတိရစ္ဆာန်တွေတောင်မှနားရတယ်ခွေးချစ်တက်တဲ့သူနားမှာခွေးရရောက်သွားတာပဲ နော်ကြောင်ချစ်တဲ့သူနားမှာကြောင်ကရောက်သွားမှာပဲယုံချစ်တဲ့ယုံကရောက်လာမှာပဲဆိုတော့ဝိညာဉ်မရှိတဲ့တိရစ္ဆာန်တွေတောင်မှသူ့ကိုဘယ်သူတွေခင်တွယ်တယ်လဲဆိုတာကိုသိတယ်ဒီနေ့ကျွန်တော်တို့ဒီစေတနာပါပါနဲ့လူတိုင်းပေါ်မှာကောင်းမွန်စွာတက်ရှင်နိုင်ဖို့အတွက်ဘုရားခင်ကောင်းချီးပေးပါစေမုတ်အနှဲငယ်ယူခဲ့မယ်အမောပန်းပြေတဲ့ခါကျမှသွားပါထို့သောတော့ဂျေဇုတော်ခံစီခြင်းကကိုတော့ကျွန်ရှိရသူရောက်ပါပြီဟုဆို၏ထို့သူတို့ကလည်းပြောဒီတိုင်းပြုလာတော့ဟုဆိုကြ၏အာဗြဟံဒီလည်းတဲအတွင်း၌ရှိသောဆာရာစီတို့အလင်မြန်ဝင်ပြီးလျှင်ဂျုံမုံညက်သုံးစလဲကို တော့ပြင်၍နှင်းမပေါင်မုတ်ကိုလှုပ်ပါဟုဆိုလေ၏တဖန်နွားစုတို့ပြင်၍နှုထွားကောင်းမွန်သောနွားတငယ်ကိုယူခဲ့၍လူလင်၌အသဖြင့်ညံညံပြင်ဆင်စေ၏ထို့နောက်နှုနှင့်နှုတန်းကို၎င်းပြင်ဆင်သောနွားတငယ်ကို၎င်းယူ၍ထိုသူတို့ရှိ၌ထည့်ပြီးလျင်တစ်ပင်အောင်သူတို့နားမှာယက်နေ၍သူတို့သည်စားကြ၏ကျွန်တော်အညာဘက်မှာအလူတွေသွားတယ်နော်မင်္ဂလာဆောင်တွေဆိုလို့ရှင်နော်အဲကွန်တွေလည်းမရှိလို့လည်းဖြစ်မှာပေါ့အဲဝက်ပြူတော့အဖြစ်ရက်တောင်လေးတွေနဲ့အင်ရှင်တွေကဘေးနားမှာပြုစုပေးတယ် ဒီမှာတော့အဲ့လောက်မဟုတ်ဘဲနဲ့ तू ကကျွန်တဲ့တခင်ကဲတော့ तू က stand by ပေးမှာเนาะအာဗြဟံကဧည့်သည်တွေကို तू ကပြုစုတယ်ညနေကျွန်တော်တို့ဧည့်သည်တွေကိုဘယ်လိုနှလုံးသားနဲ့ပြုစုတယ်လဲအော်ငါပြုစုနေပါတယ်ဆိုတာကိုတင်ပြချင်လို့တက်တက်လာတို့မလို့ရှင်ကျွန်တော်တို့ပြုစုတာဝါသနာပါလို့ပဲလားဒါမှမဟုတ်ရှင်ကျွန်တော်တို့အချိန်နည်းနည်းရလို့ပဲလား ချိန်ရသည်ဖြစ်စေမရသည်ဖြစ်စေဝါသနာပါသည်ဖြစ်စေမပါသည်ဖြစ်စေချက်တက်သည်ဖြစ်စေမချက်တက်သည်ဖြစ်စေဘုရားရဲ့နာမအားဖြင့်အငယ်ဆုံးသောသူတယောက်ကိုကျွန်တော်အကောင်းဆုံးပြုစုခြင်းကဘုရားရဲ့လိုတော်ဖြစ်တယ်ဟာလေလုယာအဲ့ဒီအဲမှာမှတင်ရဝါသနာပါလို့ချက်တက်လို့ပြုစုတက်လို့ဆိုတော့ဒါကတော့ double portion ပေါ့ဗျာเนาะနှစ်ဆသောအကျိုးပေါ့မဟုတ်ဘူးဆိုရင်ကျွန်တော်တို့အာဒီဘုရားရဲ့လူတွေကိုအဲ့ဝပြုတာငါတို့မလုတ်တက်ဘူးငါတို့ကမကြွမ်းဘူးငါတို့ကအချိန်မရဘူးဟောပဲနဲ့မိမိရှိနိုင်တဲ့ထဲကနေဘုရားခင်ရဲ့နာမဖြင့်ဘုရားလူကိုပြုစုဖို့ရတဲ့အတွက်ဒီနေ့ထပ်လောင်းပြီးတော့တိုက်တွန်းခြင်းတယ်အာမင် အဲ့လိုပြုစုနေတဲ့အချိန်မှာတဲ့တင့်မယားစာတာပဲမှရှိတယ်လေမေးကြတဲ့အခါမှာတဲတွင်းလိုက်ရှိပါတယ်လို့ပြန်ပြောတယ်ထိုသူတို့နေတပါးကဖွားချိန်စေတော့ခါငါသည်တင်းတို့စီတို့ဆက်ဆက်ပြန်လာအောင်မီထိုအခါတင်းဤမယားစာတာဒီတားကိုရလိမ့်မည်ဟုပြောဆို၏ထိုတို့ဆိုတော့သူဤနောက်၌တကားဝန္နာမှာစာတာရှိတော့ကြောင်းထိုစကားကိုကြား၏ဆိုတော့အဲ့ချိန်မှာစာတာနဲ့အာဗြဟံကအသက်ကြီးရင်လို့မှ ဥတုမရောက်တော့ပဲမျိုးတပီးသုံးဆိုင်ရတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့သွေးဆုံးသွားပြီးကလေးရစရာအကြောင်းမရှိတော့ဘူးဒါပေမဲ့၃ပါးတည်းကတပါးကပြင်းဇနီးကိုတော့ခေါ်ပါတဲ့ဒါမှလည်းနောက်နှစ်ဒီလိုချိန်ဖွားချိန်စေတော့ခါမှာငါပြင်းလို့စီကိုပြန်လာခဲ့မယ်အဲ့ဒီခါကျရင်သားကိုရလိမ့်မယ်လို့ပြောတယ် ultrasound မပေါ်သေးဘူး x-ray မရှိသေးဘူးเนาะဒါပေမဲ့တတိလည်းမတည်သေးဘူးတခါတည်းသားကိုရမယ်တဲ့။ဒါရောက်ကြောက်ကတိသားကိုရမယ်ဆိုတော့ prophet future ရောက်လာပါတယ် ။ဒါကြောင့်ဖခင်ကသူပြုမဲ့အမှုကိုလူတိုင်းကိုကျွန်တော်တို့ဂတိယူအောင်များစွာပေးထားတဲ့အထက်မှာသူရဲ့ဂတိတော်ကိုကျွန်တော်ရကျင်တယ်ဆိုရင်တော့အချိန်တိုင်းမှာဖခင်ကိုဂုံပြုတော်တတ်တာသတိဉာဏ်ကိုပင်လေနော်အဲဝေပြုတဲ့အခါမှာကောင်းကင်နမန်ကိုအမှတ်တမဲ့အဲဝေပြုပြီးကြပြီ။နင်ကောင်းကင်နမန်လားသွားမေးပြီးမှအဲဝေပြုတာတော့ဒါကတော့ယူသားမှုမရှိတော့ဘူး။ဘသူမှမသိဘူးဒါမဲ့ကိစ္စမရှိဘူး။အရှံပယ်ကြီးမို့ရင်တော့မှအကောင်းဆုံးကြီးကျွန်တော်တို့ပေါ်ရှံလုံးလို့မဟုတ်ရင်တော့မှကျွန်တော်တို့ရဲ့နှလုံးသားကျွန်တော်တို့ရဲ့အပြုံး ကျွန်တော်ရဲ့ကြိုးစုံမှုကျွန်တော်ရဲ့လေးစိတ်မှတွားပြီးတော့မှကြိုတာလောက်ဒါမှမဟုတ်ရှင်အနည်းဆုံးကျွန်တော်ဖះเจ้าမှာလာတဲ့ဆရာတွေကိုတွားနှုတ်ဆက်တာမျိုးဒါမှမဟုတ်ရှင်ကိုယ့်ရဲ့အသင်းဟောဆရာကိုတစုံတစ်ခုအဖြစ်ပြုစုခြင်းစသဖြင့်ဖះလူကိုတရားလူတွေကိုကျွန်တော်တနည်းမဟုတ်တနည်းနဲ့အဲ့ဝစ်ပြုနိုင်တဲ့တကားတွေဖွင့်ထားတာဖြစ်တယ်ဒါပေမဲ့ဘာဖြစ်လို့ကျွန်တော်တို့ကဒီကောင်းကြီးကိုကျွန်တော်တို့တကားလေးမှာလက်လွတ်သွားလဲဆိုတော့အရေးအရေးကြီးတဲ့ကောင်းကြီးတွေကိုသိမသိတာတဲ့အရာတွေမှာဖွက်ထားတဲ့အတွက် ကျွန်တော်တို့တစ်ခါလေးမှမတိသူကြော်သွားတိသူဖော်စားဖြစ်သွားတတ်တယ်ဒါကြောင့်ဘုရားရဲ့နာမအဖြစ်ဘုရားရဲ့လူတွေကိုပြုစုခြင်းကပိတ်နေသောတကားကိုပွင့်လင်းခြင်းဖြစ်တယ်ဆိုတာဒါကိုပြောတာဖြစ်တယ်နှစ်ပေါင်းများစွာပိတ်ထားတဲ့ထိုတေးကနှစ်ပေါင်းများစွာသွေးဆုံသွားပြီဖြစ်တဲ့မဆာရာရဲ့အသွေးသားတွေပြန်လည်ရှင်သန်ဒီနေ့ဘုရားကတင့်ကိုကောင်းကြီးပေးတဲ့ခါမှာတင်တည်သွားပြီထင်တဲ့တင်ရဲ့အနာကမိမ့်မိန်သွားပြီဖြစ်တဲ့ကျွန်တော်ရဲ့ယူပါရုံတွေပြန်ပြီးရှင်သန်စေတယ် တနည်းအားဖြင့်အစမှကျွန်တော်ပြောသလိုအရိုးတွေသွေးချောက်တာမျိုးဝင်နေပြန်ဆိုးပြေစေတာဖြစ်တယ်ဟာလေလုယာအတွင်းထဲမှာဆိုးပြေခြင်းတွေပြန်ပြီးတော့နေရယူလာတွေ့ရတယ်ဆက်ဖက်ရအောင်အခန်းငယ်7ထိုအခါအာဗြဟံနဲ့ဆာရာသည်အိမဲမယုံနိုင်လို့ရီမိတယ်သူကဟိုရီအောင်ရီမိတယ်ဘာဖြစ်လို့လဲသူ့အတွက်ကအဲ့ဒီကောင်းကြီးကမရနိုင်တော့ဘူးလို့သူထင်ထားတယ်ရဖြစ်တယ်ဒီနေ့နေ့လေမှာကျွန်တော်တို့ဖျားထဲမှာဝမ်းမြောက်ခြင်းဖျားရဲ့ဂတိတော်ထဲမှာဖျားရဲ့မျော်လင့်ခြင်းကဝမ်းမြောက်လာတဲ့ခါမှာ ကျွန်တော်တို့မရလောက်တော့ဘူးလို့ထင်ထားတဲ့အရာများပဲလေဘုရားခင်ကပေးနိုင်တယ်ဟာလေလုယာကိုယ်တော်မှမယုံနိုင်တော့ဘဲနဲ့ရည်မိတဲ့အထိကြီးမားတဲ့ကောင်းကြီးတွေတင့်တက်မှာရောက်ရှိပါစေဟာလေလုယာအခုတိလက်တိပြုအောင်အာမင်ဒါဣဇက်ကိုမြင်တော့အခါကြည်အောင်နော်အခန်းကြီး21ရောက်လာပြီအငငယ်9နဲ့6ဒါဣဇက်ကိုမြင်တော့အခါအာဗြဟံဒီအသက်တရာ ရှိသည်ဒီစာရာကလည်းငါရည်ရတော်ခွင့်ကို ပြခင်ပေးတော်မူပြီဤတည်င်းကိုကြားတော်သူပေါင်းတို့သည်လည်းငါနဲ့တူရေကြားလိမ့်မည်ဟု၍၎င်းဟာလေလုယာမယုံတဝက်ယုံတဝက်နဲ့ဤမောခဲ့မိတဲ့စာ တကယ်အတီးရှိဖို့အတွက်ဖြစ်လာတယ်ဟာလေလုယာမယုံတွေ့ယုံတဲ့တင်ယုံကြည်ခြင်းနဲ့ဖန်ဆုပ်ခဲ့တဲ့ဂတိတော်တွေကလက်ထဲကိုအကောင်ထည်နဲ့ဆက်ဆံမဲ့ရောက်လာတော့မယ့်နှစ်ကဒီနေ့ဖြစ်တယ်ဟာလေလုယာတသက်လုံးတင်ယုံကြည်လာခဲ့တဲ့အရာတွေစုပ်ကန်ရမယ့်နှစ်ကဒီနေ့ဖြစ်တယ်အာမင်ယခင်နာမ၌ဝန်ခံတယ်အင်းအနှစ်နှစ်လလယုံကြည်ခဲ့တဲ့ဖခင်ရဲ့ဂတိတော်တွေကိုဒီနေ့မှာပွတ်ဖက်ရသောနေ့၊ကင်တွေ့ရသောနေ့ဖြစ်ဖို့ဖခင်ကောင်းချီးပေးပါစေကဲဟုတ်ပြီဆက်ကြည့်အောင် Isaac လို့ခေါ်တဲ့ Isaac ဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကဟေဘဲလို့သူက ကြီးမောသောသူတနည်းအားဖြင့်ဝမ်းမြောက်ပျော်ရွှင်သောသူလို့အနက်တိပဲရတယ်။ဣဇဲလို့ခေါ်တိုင်းမှာလူတွေကယီမိမှာပေါ့။ဥပမာဆိုတော့မာမှုပြုကြည့်ရအောင်နော်။မောင်ပြုံးချိုးလို့ပြောရင်နော်ခေါ်ရင်းနဲ့ပဲကြည်တာနဲ့လည်းကျွန်တော်တို့ကပြောရင်းနဲ့တောင်ပြုံးမိတယ်နော်။အဲဆိုတော့နာမည်ကအတိတ်ပဲပါတယ်နော်။ပြည့်ရသွားတာတတ်တတ်ပါဆိုတဲ့လူမျိုး။ဖိုးပြုံးချိုးဆိုရင်တော့ခေါ်တဲ့သူလည်းပြုံးတယ်၊ကြားတဲ့သူလည်းပြုံးတယ်။ဟုတ်ပါသလား။နာမရှိတဲ့လူတွေကမင်းကလေးဆိုရင်မဲပြုံးချိုးယောက်ျားလေးဆိုဖိုးပြုံးချိုးခေါ်ကြည့်ပါနော်။ တခါလေးမှမြန်မာတွေကကျွန်တော်မြန်မာစကားကနော်တကယ်တော့เนาะကျူဖွေးဆိုတာတကယ်ညိုးနေတာတခါလေးကျတော့လေနော်လမ်းပါဆိုပြီးမှပူပူလေးဖြစ်နေတတ်လဲဆိုတော့နော်ဝင်ခံပေးတာဖြစ်ရင်ဖြစ်ပါမှာเนาะအရန်ပူလို့ရှေ့အောင်လို့လမ်းပါလမ်းပါအောင်အရှိအရှိဝင်ခံပေးလို့အဲ့လောက်လေးလေးပေခွဲလောက်ဖြစ်လာတာဖြစ်ရင်ဖြစ်ပါမှာเนาะဆိုတော့ပြောချင်တာတခါလေးမှနာမည်နဲ့မကိုက်ပဲနဲ့ရည်စရာဖြစ်တဲ့သူတွေတော့ရှိရောရှိပေမဲ့ဥမာ Ezek လို့ကျွန်တော်တို့ဒါမသိလို့ Ezek ဆို Ezek ပဲဩ Ezek အေးပေါ့ Ezek အာဗြဟံဖျားဣဇက်ဖျားယာကုပ်ဖျားပေါ့အလွယ်ပဲဒါပေမဲ့ ဟေဘရုစကားကိုနည်းနည်းနဲ့သိတဲ့သူကဣဇက်လို့ပြောတိုင်းယီမိမှာအိုးသူကဘာလို့ပျော်ရွှင်စရာကောင်းနေရလဲဘာဖြစ်လို့များဣဇက်လို့မဲ့လဲဆိုတဲ့ခါမှာအသက်တရာပြေးမှရတဲ့သားဝေါမဖြစ်နိုင်တဲ့ထေကရတော့သားဟာလေလုယာဂတိတော်နဲ့ရတော့သားအိုးဝမ်းမြောက်ခြင်းစုံလင်တော့သားဆိုတဲ့ဣဇက်ခေါ်တိုင်းမှာလူတွေကလည်းယီမောကြတယ်ဟာလေလုယာဒီနေ့ဘုရားခင်အပြင်တိမိသားစုလုံးယီမောရတော့ခွင့်ကိုဘုရားခင်ပေးပါစေမိသားစုမှာပျော်ရွှင်ခြင်းတက်ရောက်ပါစေအသင်းတော်မှာပျော်ရွှင်ခြင်းတက်ရောက်ပါစေအာမင် ဣဇဲလို့ခေါ်တယ်ဘာလို့လဲအချိန်တုန်းကတော့ငါမဝင့်မရဲအရှက်ပြေရီမိတယ်အခုတော့ငါရီမောခြင်းကိုအပိုင်ရပြီဆိုပြီးတော့မှစာရာကနေ့တိုင်းဣဇဲရေဣဇဲရေလို့ချော့မြူတဲ့ခါတိုင်းမှာသူရဲ့နာကျင်ခြင်းတွေကဟောသူရဲ့ဝမ်းနည်းခြင်းတွေကမရှိတော့ဘူးဟာလေလုယာအနစ်နစ်လာလာသူရှက်ကြောက်ခဲ့တဲ့ညာတဲထဲမှာသူရှက်ခဲ့တဲ့ညာသူရဲ့ကြုံမဟာကရကြောင့်သူရှက်ခဲ့တဲ့ညာတွေအားလုံးကအေးပြော်သွားပြီ ဒီနေ့ဖခင်အလုပ်လုပ်တဲ့ခါမှာတင့်တွက်ဣဇက်ကောင်းကြီးဟာလေလုယာတင့်တွက်ဣဇက်ကောင်းကြီးရောက်ရှိတာမှာဖြစ်ပါတယ်ဒီမောချင်းနဲ့သူဝမ်းမြောက်စွာပျော်ရွှင်ဖို့ပြာကောင်းကြီးပေးပါစေယောမစနစ်အငယ်စနစ်ကိုပြန်ကြည့်မယ်ဆိုရင်မျော်လင့်ခြင်း၌ဝမ်းမြောက်ကြလောတနည်းအားဖြင့်အာဗရာမ်နဲ့ဆာရာကိုသားကိုပေးမယ်လို့ပြောတဲ့မျော်လင့်ခြင်းနဲ့မှသူတို့ဝမ်းမြောက်နေတာဖြစ်တယ်နှစ်ပေါင်း25နှစ်လုံးလုံးသူတို့စောင့်ခဲ့ရတယ်24နှစ်ကြော်ဒီဆောင်ပြီး25နှစ်မြောက်မှမှရတဲ့သူတို့ရဲ့စူတောင်းနဲ့စူတောင်းတက်တန်းကငွေရတုတောင်ဖြစ်သွားပြီမရသေးဘူး ဒါပေမဲ့သူတို့ကအဲ့ဒီညှော်လင့်ခြင်းထဲမှာသူတို့ဝမ်းမြောက်လာတဲ့အခါမှာတနေ့မှာတော့တကယ်ရီမောရတဲ့နေ့ရောက်ရှိလာတယ်။အာမင်။စင်ရဲ့ဒုက္ခရောက်တော့ကတီးခံကြလို့ကျွန်တော်တို့ဒီနေ့ရဆိုကျွန်တော်တို့ရဲ့တီးခံခြင်းကိုပြုစုရအောင်။အစဉ်ပြေတဲ့ခါကျမှတီးခံနိုင်တာကအဲ့ဒါတီးခံခြင်းအစ်စ်မဟုတ်သေးဘူး။ဒါပေမဲ့ဒုက္ခရောက်လေလေတီးခံလေလေအာမင်။ဆုတောင်းပတနာခြင်းမှုကိုအမြဲပြုကြလို့။ဆုတောင်းခြင်းဆိုတာဘုရားနဲ့စကားပြောခြင်းဖြစ်တယ်။အာဗြဟံကနေ့တိုင်းစကားပြောတယ်။တားယောက်ကြရမှာမဟုတ်ဂတိတော်တားမွေးမှာမဟုတ် နေတိုင်းစကားပြောတယ်နောက်ဆုံးဘုရားခင်ရဲ့ကောင်းကင်နမနေလာတဲ့အချိန်မှာတော့မှသူကအမိယပြုစုမိတယ်ဒါကြောင့်နေတိုင်းဆူတောင်းခြင်းနဲ့တက်ခြင်းပွင့်ရတဲ့ဖြစ်တယ်အာမင်ဒီသုံးချက်အပြင်မျောလင့်ခြင်း၌ဝမ်းမြောက်ကြလောအာဗြဟံနဲ့ဆာရာကအသက်ကြီးတော်လေဘုရားဂတိထားတော်မူသောသူကဂတိတည်တယ်ဆိုတာကိုယုံကြည်ပြီးတော့နေတိုင်းဝမ်းမြောက်တယ်ဟာလေလုယာနောက်ဆုံးမှာတကယ်လူတွေတတ်မှတ်တဲ့ဝမ်းမြောက်ခြင်းလူတွေတိမတ်ပြုတဲ့ရည်မောခြင်းသားယောက်ျားဣဇက်ကိုရရှိခဲ့တယ်ဆင်းရဲဒုက္ခရောက်တဲ့ခါမှာဒီကံတဲ့ ဆုတောင်းပန္နနာကျုံအမြဲပြုကြတဲ့အာဗြဟံနဲ့အိဇက်လိုပဲကျွန်တော်တို့ဘုရားမှာမယုံတဝဲယုံတဝဲနဲ့ရီမောတာတော့မဟုတ်တော့ဘဲနဲ့အမှန်တကယ်အတီဝမ်းမြောက်ပျော်ရွှင်စွာနဲ့ရှင်လန်းသောတက်တာဂတိတော်ရရှိသောတက်တာဖြစ်ဖို့ဒီနှုတ်ကပတော်ပြင်တယောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေအာမင်ကျမ်းချက်ကိုပြန်ဖတ်ရအောင်ရှေ့ဆုံးမှာကျွန်တော်တို့ပြောခဲ့တဲ့ကျမ်းစာလေးတုတ်တန်ကျမ်းအခန်းကြီးစက်ခွန်အငယ်22စိတ်ရှင်လန်းခြင်းသည်ကျမ်းမာစေတတ်၏စိတ်ပြည့်ခြင်းမူကားအယိုးတို့ကို တွေ့ချောက်စေတတ်၏ ။အော်ကျွန်တော်တို့ဒီမှာအိမ်ထောင်တွေလည်းရှိမယ်။အပြိုးလေးလူပြိုးတွေလည်းရှိမယ်။ဒါပေမဲ့ဝိညာဉ်ထဲမှာနော်အီဇက်လိုမျိုးတကယ်တားရောက်ကြရဖို့အတွက်ဘုရားခင်ခတိပေးတဲ့သူတွေလည်းရပါစေ။မဟုတ်ရင်လည်းလူလူဖြစ်နေအောင်မှကျွန်တော်တို့အိမ်ထောင်မရှိသေးရင်တော့မှအဲ့စိတ်ရှင်လန်းခြင်းညီမောခြင်းကိုဘုရားခင်ကနမိတ်လက္ခဏာနဲ့ပြုတော်မှာဖြစ်တယ်။အာမင်။တတိမထားမိတဲ့သူတွေထဲကနေဘုရားကတတိတရားနဲ့ကျွန်တော်တို့ပြုစုတတ်တာလည်းကမှအန်ကန်တုတွေကိုပြုစုရင်းနဲ့ကောင်းကင်တမန်တွေကိုပြုစုမိပြီးတော့မှစိတ်ရှင်လန်းခြင်းဂတိ ဤဆက်ကောင်းကြီးရရှိပါစေ။ဘုရားရဲ့လူတွေကိုပြုစုခြင်းကတကားကိုပွင့်လင်းစေတယ်ဆိုတာကအပြောမဟုတ်တော့ဘဲနဲ့အာဗြဟံတို့ဆာရာတို့မှာဖြစ်သလိုရှုနေမြို့သူမှာတာယောက်ကြရသလိုယနေ့ကျွန်တော်တို့ဘဝမှာဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းတွေမွေးဖွားလာဖို့ရန်အတွက်ဘုရားရဲ့လူများကိုပြုစုခြင်းတော့ဘုရားရဲ့နှုတ်ကပတ်တော်လိုက်လျှောက်ခြင်းအမြဲတမ်းစိတ်ရှင်လန်းခြင်းနဲ့အသက်ရှင်ဖို့တယောက်စီတိုင်းဖြာရှင်ကောင်းကြီးပေးပါစေ။အာမင်။လက်ခုပ်တီးလည်းနှုတ်ကပတ်တော်ပိုင်သိမ်းရအောင်အာမင်။